အားလုံးပဲမင်္ဂလာပါဇွေဗီဒီယိုလေးရနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပုံမှန်ဈေးတစ်ယောက်ကို4000ကျော်ကနေပြီးတော့1 year anniversary အနေနဲ့တစ်ယောက်ကို3000ကျော်လေးနဲ့အချိန်အကန့်အသတ်မရှိ hotpot ရောအကင်မှာစားလို့ရတယ် hotpot diary ဆိုင်လေးကိုရောက်ခဲ့ပါတယ်ရှင် လိမ့်စာလီကတော့အမှန် 49A ဆရာဆန်လန်ဗဟန်းမှာရှိတာပါဒီဇိုင်းလေးမှာက package 2မျိုးရှိရပေါ့နော် seafood lover package ရဲ့ meat lover package ရဲ့ဆိုပြီးရရှိပါတယ် ซีฟู้ดเลเวอร์แพ็คเกจလေးကိုစားမယ်ဆိုရင်တော့ဆိုင်မှာခင်းထားသမျှ item ပေါ့เนาะအကုန်လုံးစားလို့ရပါတယ်။မိလေဗာဆိုရင်တော့ซีฟู้ดပဲမပါမှာကြံနာတော့အလုံးအတူတူပဲပေါ့เนาะပြီးတော့แพ็คเกจထဲမှာကအကင်နဲ့ hot pot တင်မဟုတ်ဘဲနဲ့ဘီယာ၊ cocktail, red label, shisha ဒီဟာတွေအကုန်လုံးကိုပါလုံးဝအချိန်အကန့်အသတ်မရှိစိတ်ကြိုက်သုံးဆောင်ခွင့်ရမှာဖြစ်ပါတယ်ရှင်။အားဒီဆိုလို့ရှိရင်လဲကျက်ဝက်အမဲပင်လဲစားပြီးရင် hot pot တွေကိုစားဖို့အသားကိုပါကိုကင်စားဖို့ဆော့နှက်ထားတဲ့ အသားအဆုံရှိရပေါ့နော်အခုလိုယူရီးယားအကင်နေလဲအသားလုံးလေးတွေလည်းရှိပါတယ်ပြီးရင်ဒီလိုမျိုးအတုပ်လေးတွေလည်းရှိတယ်ပေါ့နော်ကိုစိတ်ချိုက်ယူစားလို့ရပါတယ်ရှင်ပြီးလို့ရှိရင်တော့အစာပြေစားစရာအခုလိုမျိုးအပီတိုက်စာလေးတွေလည်းရှာပေးထားတယ်ကဲဝီစကီနဲ့မြည်ဖို့အတွက်လက်ဖက်တုပ်လေးလည်းရှိပါသေးတယ်ရှင်ဒါကတော့အရှိုးဘွဲတဲစရာမြန်မာမုတ်လေးတွေပေါ့နော်စနွေးမကေးလေးအရန်ကြိုက်ပါတယ်ဒါကတော့တာကူလေးပေါ့နော်ဒီလိုမျိုးထမင်းလေးလေးတွေလည်းထားပေးထားပါတယ်ဇူကတော့အရန်ကြိုက်လို့ဒါလေးတွေလည်းနည်းနည်းစားခဲ့တယ်ပေါ့နော် ော်အသီးရွက်လေးဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးထားပေးထားတယ်ကိုစိတ်ကြယူပြီးပြုတ်စားရုံပဲအေးဆိုလည်းအဆုံးရှိရဲအရင်ဟင်းဆိုလည်း15မျိုးတောင်ရှိပါတယ်ဟော့ပေါ့ဒိုင်ယာရီရောက်လို့ရှိရင်မစားမဖြစ်စားတာတော့ဆိုတာဒီမှာဝတ်သားတုပ်ထူပေါ့နော်အရင်လည်းကောင်းတယ်လို့အရင်လည်းကြိုက်ပါတယ်ရှင်ပတာတို့တို့လေးစားခဲ့တယ်ဒါကတော့မလာရှန်ကောကြက်ကင်လေးရှိရပေါ့နော်သူကတော့ထုံးစံအတိုင်းပဲ အသားတွေယူပြီးတော့အစာပြေစားဖို့အတွက်ဝတ်သားထုတ်ထိုးလေးယူခဲ့ပါတယ်ရှင်ဝတ်သားထုတ်လေးလေးဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးထားပြီးထားတာဆိုတော့လေအရင်ကောက်တည်းလိုတုံချောင်းတွေတခါတည်းမထိုးထားတော့လေပို့ပြီးတော့တန့်ပြီးစားလို့ကောင်းတယ်ဒါကတော့အရှုတဲစရာအသီးလေးတွေလည်းရှိပါတယ်ရေခဲမုတ်ဆိုလည်းအသီးစစ်စစ်နဲ့လုပ်ထားတဲ့ရေခဲမုတ်လေးတွေရှိတယ်ပေါ့နော်ပြီးတော့ဒီ Hotpot Diary မှာက15ရောက်အထက်လာစားလို့ရှိရင်လည်းအထူးစည်းနှုံးလေးတွေရှိတာဖြစ်လို့ကိုကမွေးနေ့ပွဲလုပ်ရှင်တာပဲဖြစ်ဖြစ်တကယ်ချင်းနေစုစားကျင်တာပဲဖြစ်ဖြစ်ရုံးပါတီ ပွဲတွေတင်နာပွဲတွေလှုပ်ရှင်တာပဲဖြစ်ဖြစ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော် ပြီးတော့ happy hour လည်းရှိတယ်။ဒါကြောင့်မလို့ promotion လေးအကြောင်းကိုတော့ zoo comment box မှာသိချာချာလေးဈေးနှုန်းလေးတွေရဲ့အချက်လက်လေးတွေရဲ့ကိုဖော်ပြပေးပါမယ်နော်။အဲ့တော့ဆိုင်မှာခင်းထားသမျှ item အကုန်လုံးကိုစားကျင်တာမလို့ seafood lover package လေးစားခဲ့ပါတယ်ရှင်။သွားခဲ့တာကတော့ညနေ6:00နာရီလောက်သွားခဲ့တာဆိုတော့လေအချိန်အကန့်အသတ်မရှိနဲ့စိတ်ကြိုက်ဆိုင်မပိတ်မရှင်းစားခဲ့ပါတယ်။ဆိုင်ဖွင့်ချိန်ပိတ်ချိန်လေးရတယ်မနက်7:00နာရီကနေပြီးတော့ည7:00နာရီအထိဖွင့်ပါတယ်ရှင်။ဒီမှာက zoo ခုနပြော လိုပဲအကင်းနဲ့ဟော့ပေါ်ရတဲ့အပြင်ဘီယာတွေကော့ပတီးတွေရက်လီပဲပြီးရင်ရှီရှားပေါ့နော်အကုန်လုံးကိုစိတ်ကြိုက် အချိန်အကန့်အသတ်မရှိ free flow ပေါ့နော်တုံးဆောင်လို့ရတာဖြစ်တဲ့အတွက်အစားကြိုက်တဲ့လူနဲ့အတောက်အတောက်ကြိုက်တဲ့လူနဲ့ကွက်တီပဲပေါ့နော်ဘာသွားစရာမလိုပဲနဲ့ဘာသွားတဲ့ bike လေးရမှာဖြစ်ပါတယ်အကင်လေးဆိုင်ဟော့ပေါ်လေးဆိုင်ပေါ့နော်ပစံမှုဆိုလို့ရှိရင်လည်းဒီဆိုင်ကဝန်တန်းလေးတွေကကင်ပေးတယ်ပေါ့နော်ဘေးနားမှာသူတို့ကအစားဆုံးတည်တည်ချာချာလေးကင်ပေးတာဖြစ်တဲ့အတွက်ကိုက စိတ်ကြိုက်တဝါကြီးထိုင်စားယုံမဲပေါ့နော်ပစုံဆိုလို့ရှိရင်လည်းအခွန်တင်ပေးပါသေးတယ်ရှင်ဇူးဆိုလို့ရှိရင်တောက်ကြနေပေါ့နော်ဇူးမျိုးသားနဲ့ပဲတော့အမှန်မသိအဲစဉ်းစားလို့မရဘူးဆိုလို့ရှိရင်အများသောအဖြစ် hot pot diary ကိုပဲရောက်ရောက်သွားတာပေါ့နော်ဘာလို့လဲဆိုတော့ခုနပြောသလိုပဲဒီမှာအကင်ရော hot pot ရောတောက်တာလေးတွေရောစိတ်ကြိုက်ပါတာဖြစ်တဲ့အတွက်အေးစစ်စစ်အကွန်အေးလေးနဲ့တောက်လိုက်စားလိုက်ကင်လေးစားလိုက်ဆိုတော့တော်တော်လေးအဆင်ပြေပါတယ်ရှင်ကြောဒီမှာကအချင်းက၅မျိုးတောင်ရှိရပေါ့နော်ဟေးဆိုလို့ရှိရင်လေ ည်း၄မျိုးတောင်ရှိပါတယ်ပြီးရင်အကင်နဲ့တို့စားဖို့အတွက်ချီးဆိုလို့ရှိရင်လည်း free flow ပေးပါတယ်။ဇူကတော့ဒီတစ်ခေါက် cheese နဲ့မစားခဲ့ဘူး။ sauce လေးနဲ့ပဲတို့စားခဲ့ရပါတော့။ဝင်းနေရပါ chừng rồi mày Mm. Yeah. <laughs>

Thank you. ရေထိုးစံအတိုင်းပဲဇူးဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးတဲ့သူတွေအတွက်ဇူးကကန်ဆယ်မဲလေးဖောက်ပေးပါမယ်ရှင်။ဒီဗီဒီယိုလေးကို Facebook ကတွေ့တဲ့လူဆိုရင်တော့ဗီဒီယိုလေးကို like and share လုပ်ပြီး share လုပ်ထားတဲ့ဟာလေးကို screenshot ရိုက်ပြီးတော့ comment မှာ comment လုပ်ပေးပါเนาะ။ TikTok ကတွေ့တဲ့လူဆိုရင်တော့ဇူးရဲ့ဗီဒီယိုလေးကို share ပြီးတော့ share ထားပြီးကြောင်းပေါ့เนาะ comment မှာတန်းလို့ရေးလဲရတယ်မဟုတ်လဲလုပ်ထားပါတယ်ဆိုပြီးတော့တခခုပေါ့เนาะ comment လေးမှတ်ပေးပါဇူး Facebook မှာရော TikTok မှာရောမဲဖောက်ပေးပါမယ်ရှင်။ promotion လေးရလဲမေလာကုန်ထီပဲရှင်။ ိတာမလို့မြ мян လေးသွားစားဖို့ဇူကပြောချင်ပါတယ်ရှင်ဇူဗီဒီယိုလေးကိုစောင့်ကြည့်ပြီးလူကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတတ်တာ